တောင်ကုန်းမြို့နယ်မိချောင်းထိုးကျေးရွာနာကမဟာတထအခမဲ့ကိုပိုင်အထက်တန်းချောင်းကို မနေ့ကအော်တိုဘာလ28ရက်နေ့ညနေပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံလာကျဲခဲ့တဲ့အတွက်ကျောင်းအဆောက်အအုံတချို့ထိခိုက်သွားတယ်လို့တောင်ကုန်းဒေသခံတယောက်ကနရေဇရာကိုပြောပါတယ်။ ောင်ကုန်းမြို့နယ်မိချောင်းထိုးကျေးရွာနာကအဲ့ဒီကျောင်းကိုမနေ့ကအော်တိုဘာလ28ရက်နေ့ညနေပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံလာကျဲခဲ့တဲ့အတွက်ကျောင်းအဆောက်အအုံတချို့ထိခိုက်သွားတယ်လို့တောင်ကုန်းဒေသခံတယောက်ကနရီစရာကိုပြောပါရယ်တောင်ကုတ်ယူလန်ဘက်မှာအေအေကအတာစီးရထားတာများတော့တိုက်ပွဲဧရိယာဝင်းကျင်နဲ့မတက်ဆိုင်တဲ့နေရာတွေကိုလည်းဘုံကျဲတိုက်ခိုက်တယ်လို့ဒေသခံတအုပ်ကပြောပါရယ် အဓိကအနေနဲ့အခုလိုဘုံကျဲရမှာအေးအေးတင်းထားတဲ့မြို့တွေကိုလည်းအညှိုးတွေနဲ့ဘုံကျဲရလို့ပြောဆိုပါတယ်မနေ့ကဆိုရင်မဟာတထအခမဲ့ကိုပိုင်အထက်တန်းချောင်းကိုရွေချက်ရှိရှိလာကျဲခဲ့တာဖြစ်ပေမဲ့လူမနေတဲ့အတွက်အထိကိတ်တစုံတရာတော့မရှိဘူးလို့သိရပါဗျ။ အကြမ်းဖက်မြန်မာစစ်ကော်မရှင်တပ်ဟာရခိုင်ပြည်ကလူနေများနေတဲ့စတင်ကျောင်းတွေ၊ဆေးရုံတွေ၊ဖုံးတော်ကြီးကျောင်းတွေနဲ့ဈေးတွေကိုပိတ်မထားပြီးမကြာခဏဘုံလာကျဲတယ်လို့ရခိုင်စစ်ရေးလေလာသုံးသပ်သူတွေကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်ညအချိန်ကလည်းကြောက်တော်မျိုးနဲ့တရက်တပင်ကျွော်ရှိ ကိုပိုင်ဘော်ရာကျောင်းနှစ်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ညအချိန်အိတ်နေတဲ့ကျောင်းသူကျောင်းသား20သေဆုံးပြီး20ကျော်ဒဏ်ရာရရှိသွားခဲ့ပါတယ်။